စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာအသုံးပြုမဲ့ electronic မဲပေးစနစ်ကမဲပေးသူတွေရဲ့ကိုယ်ရေးအချက်အလက်လုံခြုံမှုကိုအာမခံချက်မပေးနိုင်သလိုလူအခွင့်အရေးချိုးဖောက်လာနိုင်ကြောင်းစောင့်ကြည့်လေ့လာသူတွေကတတိပေးသုံးသပ်ကြပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲမှာအသုံးပြုသွားမဲ့မြန်မာ electronic မဲပေးစနစ်မြန်မာ electronic voter system MEVS ကမဲပေးသူတွေရဲ့ကိုယ်ရေးအချက်အလက်ကို လုံခြုံမှုအတွက်အမခံချက်မရှိရနဲ့မဖြစ်မနေမဲပေးရမယ့်ပုံစံတွေကြောင့်မဲပေးသူတွေရဲ့လူခွေရေးချိုးဖောက်မှုတွေရှိလာနိုင်ကြောင်းကျွမ်းကျင်သူတွေကသတိပေးသုံးသပ်ထားပါတယ်။ကိုယ်ရေးချက်လက် UID နဲ့စရင်တွင်ထားတဲ့ data တွေတိုက်ဆိုင်စစ်ဆေးပြီးမှတ်ပုံတင်ပြကမဲဆန္ဒပြုရတဲ့စနစ်ဖြစ်တဲ့အတွက်ဒီချက်လက်တွေကိုအသုံးပြုပြီးအစုလိုက်အပြုံလိုက်ထောက်လန်းရေးတွေလှုပ်လာမှာကိုစိုးရင်ရကြောင်းရွေးကောက်ပွဲဆောင်ကြီးလေးလာသူတယောက်ကတတိပေးပါရယ်။ ဒီ electronic memory စနစ်ကကိုယ်မသဘောမချတဲ့ကိုယ်စလေတယောက်မှမပါဘူးဆိုရင်တရားမဲမပေးဘဲနေဝင်မရှိတဲ့စနစ်မျိုးပေါ့နော်ဒီမဲယူနေဝင်တာတယောက်မဟုတ်တယောက်တော့မဲပေးရမယ့်စနစ်မျိုးရှိဖြစ်တယ်ပေါ့နော်ဆိုတော့ဆိုတော့ပယ်မဲလုံးဝဖြစ်ဖြစ်မဲ့အခြေအနေမျိုးတော့မရှိဘူးပေါ့နော်အဓိကဆိုရင်ချက်ကတော့ဒီ electronic memory စနစ်မှာမဲပေးခဲ့တဲ့အချက်လက်တွေအားဒီဝက် memory စနစ်မဖြစ်မှာဆိုရင်ရတယ်ဒီချက်လက်တွေကိုတုံးချပြီးတော့မှကိုယ်ရေးချက်လက် database နဲ့အဲအခြားသောဟိုဒီ database နဲ့တိုက်ဆိုင်ပြီးတော့မှဒီ mass surveillance ပေါ့နော်စူလိုက်ပြုံလိုက်အဲဒီစုံစမ်းထောက်လန်းတာမျိုးတွေလုပ်လာမှာမျိုးမှာဆိုရင်အာပြည်နေမှုရန်နေရာတွေနဲ့တုံချတော့မှာအောင်ဆိုရင်ရတယ်ပေါ့နော်စေကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအယုံကြည်မရှိလို့မဲပေးဖို့စံနာမရှိပေမဲ့လည်း electronic မဲပေးစနစ်ကြောင့်မဖြစ်မနေမဲပေးရမှာကိုလူလူတွေကြားမှာစိုးရိမ်ပူပန်နေကြပါတယ်မနက်ပြုလို့ရှိရင်လူကြောင်မှာသူ့မှာကိုပိုင်ခွင့်ကြီးကိုပိုင်ဆုံးဖြစ်ချက်ဆိုတာရှိတယ် ဟုတ်တယ်မလားသူတို့ပေးစေချင်တဲ့ဆန္ဒရှိရဲ့ပါတီကိုပေးမယ်မပေးချင်တဲ့ပါတီကိုမပေးဘူးအခုကသူတို့ကမပေးချင်တဲ့ကပါတီကိုလည်းမဖြစ်မနေပေးရမယ်မပေးလို့ရှိရင်လည်းသူတို့ကတနည်းတစ်ပုံနဲ့အရေးယူမဲ့အရာမျိုးတွေရှိနေတယ်ဆိုတဲ့အခါကျတော့ဒါကြီးကတစ်ဖက်သက်ဆန်လို့လေသူတို့ကမပေးရင်ဘယ်လိုလုပ်မယ်ပဲချက်ဘယ်လိုတွေလုပ်မယ်ဆိုတာတွေကဟိုမျိုးစုံတွေကြားနေရတဲ့အခါကျတော့နည်းနည်းတော့စိတ်ပူမိတာပေါ့နော်စစ်ကောင်စီကြီးညာတယ်မဲဆန္ဒရှင်တအူကြီးအခွင့်အရေးများဖော်ပြချက်မှာတော့ရွေးကောက်ပွဲတွင်မဲဆန္ဒပေးလိုပါကပေးနိုင်ပြီ မပေးလိုပါက မပေးဘဲနေခွင့်ရှိသည်။သို့ရာတွင်စန္ဒမဲပေးခွင့်အခွင့်အရေးမဆုံးရှုံးစေရန်အလေးထားရပါမည်လို့ဖော်ပြပါရှိပါတယ်။ဒါဟာလူခွင့်ရေးတရက်ဖြစ်ပေမဲ့လည်း electronic မဲပေးစနစ်မှာတော့မဲမပေးဘဲနေခွင့်မပါတာဟာအခြေခံလူခွင့်ရေးကိုချိုးဖောက်နေတာဖြစ်တယ်လို့လူခွင့်ရေးဆိုင်ရာရှင်တွေတယောက်ကလည်းမှတ်ချက်ပြုပါတယ်။ရှင်တွေကစား DVB သင်တော့ကအတန်ဖတ်ကြားပေးထားပါဗျ။ e-book တွေစနစ်မှာမဲမပေးခွင့်ပါဝင်ခြင်းမရှိဘဲ မဲတစ်ခုကိုမဖြစ်မနေပေးရမယ်ဆိုတာကပြည်သူလွတ်လပ်မှုကိုကန့်သတ်နေတာဖြစ်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီး ICCPR ဖွဲ့စည်းပုံအခြေခံဥပဒေမှာအခြေခံလွတ်လပ်ခွင့်ချိုးဖောက်နေတာဖြစ်တယ်။ Biometric ID လေးစနစ်တွေနဲ့မဲပေးသူတွေကိုသိနိုင်တာဘုတ်ထွက်ခင်လုပ်နိုင်တာတွေဟာလူ့ခွင့်ရေးရအချင်းချင်းမှုတွေလည်းဖြစ်တယ်။ Electronic မဲပေးစနစ်ဟာနည်းပညာအရအဆင်ပြေရဆိုပေမဲ့မဲပေးခွင့်ကိုထည့်မထားတာလျှို့ဝှက်ရေးကိုချိုးဖောက်တာနည်းပညာသုံးစွဲမှုအရမဲဆန္ဒရှင်ကိုချိန်ချောက်နိုင်မှု စတဲ့အချက်တွေဟာပြည်သူအခြေခံလွတ်လပ်ခွင့်နဲ့လူ့အခွင့်အရေးကိုအလွန်အမင်းရှိစေနိုင်ပါတယ်စစ်ကောင်စီဟာလာမယ့်ဒီဇင်ဘာလ28ရက်မှာအထွေထွေရေကောက်ပွဲပြုလုပ်မယ်လို့ကြေညာထားပြီးမြို့နယ်ပေါင်း284မြို့နယ်မှာကျင်းပမှာလည်းဖြစ်ကရေကောက်ပွဲအပိုင်းတက်မှာတော့မြို့နယ်ပေါင်း102မြို့နယ်မှာသာပြုလုပ်သွားမှာဖြစ်ပါတယ်လက်ရှိမှာတော့စစ်ကောင်စီဟာရွေးကောက်ပွဲကိုအကြောင်းမျိုးမျိုးနဲ့ထိခိုက်စေတယ်လို့ယူဆတဲ့အတွက် လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်း90ကျော်ကို ရွေးကောက်ပွဲပြက်ပြားစေမှုနဲ့ဆက်ဆွဲထားတာတွေလည်းရှိနေပါတယ်။ကျွန်မဝေပါ။